ဆရာမန်းတင်ရဲ့ဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှာရွေးကောက်ပွဲဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။မောင်ပြုံးချူတို့မြို့နယ်တွင် အမတ်ရွေးကောက်ပွဲကျင်းပရန်မလိုတော့ပေ။ဖာစာပါလအမတ်လောင်းနှစ်ဦးနဲ့ရှင်ပြိုင်အရွေးခံကြမဲ့သူများအကြောင်းကြောင်းတို့ကြောင့်တဦးပြီးတဦးနှုတ်ထွက်သွားကြလိမ့်ပြီ။ဖာစာပါလအမတ်လောင်းတွေဝမ်းသာကြတယ်။သူတို့သာမဟုတ် မောင်ပြုံးချိုလဲဝမ်းတာတယ်။ဆရေးတွေလဲဝမ်းတာ။လူအများလဲဝမ်းတာကြတယ်။မဲယုံစောက်ကြမဲ့ကန်ထရိုက်တူးတာလင်းဝမ်းနေနေလေတယ်။ဝမ်းတာနေသည့်အတော်တွင် ရွေးကောက်ပွဲကျင်းပမိအကြောင်းနေပိုင်းထမ်းမှ စားရဆောင်ရောက်လာလေတယ်။အပေမီသော ရွေးကောက်ပွဲနီးစူးဘုတ်ကုံရွာတကြီး ရွေးကောက်ပွဲဖြစ်ပါတယ်။တကြီးလောင်း၃ဦးရှိတယ်။နံပါတ်၁ဦးထွန်းလသူသည် တေဆုံးသွားသူတကြီးအိုကြီးဤတူဖြစ်တယ်ထိုရွာတွင် သူသာလင်သူဤဦးဤရိုက်ရာကိုစက္ကန့်ထိုက်ပါれအခြားသူများနှင့် ရှင်ပြိုင်အရွေးခံရန်ရွေးကောက်ပွဲမကျင်းပါပဲသူကိုယ်သာလင်ဓာတ်ရိုက်ခန့်ထိုက်ပါれလို့မင်းကြီးယုံအထိရှောက်ထားတော်လဲမရဤမည်သော ဒီမိုကရေစီခေတ်ကြီးတွင် အများသဘောတူမှဖြစ်နိုင်သည်ဟုဆိုက သူ့ရဲ့လျှောက်လွာကိုပယ်လိုက်လေတယ်သို့သော် ူသည်အာမငယ်ကြေးရွာတအုပ်စုလုံးမိမိအမျိုးတွေကြီးဖြစ်တယ်။အခြားသူများကတစိုးလက်ဆောင်ပေးသည်ထားအောင်တော့မဲထဲ့သောအခါမိမိမဲဘုံကိုထဲ့လိုက်မည်ဟုယုံကြည်ပြီးဖြစ်လေတယ်။နမနှင့်ဥဘောဝသူသည်ကြေးရွာတွင်ညနေကြီးတူဖြစ်တယ်။ကိုပိုင်းလဲဆဲဧကရှိတယ်။ချစ်တီးစီမှလဲများကိုပါ အငှားယူ၍တနှစ်လင်းလဲသုံးတုံးလှုပ်လေတယ်။ ဤတွင်မကသည် ကိုင်းလင်းလှုပ်လိုက်သည် ရွာထိတ်ကြောင်းဥကုမာရဤပစ္စည်းလေးပါးဒါယကာဖြစ်တယ်။တကြီးကတော်လောင်းဒေါ်သေးတာကလည်းចောင်းသူအာယုံဆုံးနေစဉ်ပို့တယ်။ဥကုမာရကလည်းမိမိចောင်းသူရောက်လာသည်မြကုန်သောဒါယကာဒါယကာမအပေါင်းသူတော်ကောင်းတို့အားသာသနာဒါယကာမောင်ဘိုးဘွားကိုသာ မဲပေးကြရန်တရားရည်အေးအမြိုက်ဆေးကိုတိုက်ကျွေးလျက်ရှိလေတယ်။ထိုထိုသောအကြောင်းတို့ကြောင့် မောင်ဘိုးဝါကလည်းမိမိသားလင်မဲနိုင်ရမယ်လို့ယုံကြည်ပြီးဖြစ်လေတယ်။နံပါတ်3တခင်ဘိုးမြိုင် သူသည် ထိုကျေးရွာလေသမားအသိဤဥက္ကဋ္ဌဖြစ်တယ်။တကြီးအိုကြီးရှိစဉ်ကလေးကစင်ရင်သာအကျိုးကို တဖက်တလန်းဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ဂျပန်ခေတ်ကလည်းဒုဗမာစင်ရင်သာအစီအယုံဤကျေးရွာမှုဖြစ်တယ်။ဘျူရိုကရက်တကြီးအိုကြီးကို အတိုက်အခံလုပ်ခဲ့သဖြင့်လေစင်ရင်သာတို့ဤ အာကိုအာထာရာကြီးဖြစ်တယ်။ဤတွင်မကသည်မိုးဥကြအခါတွင် အမတော်ကြီးချက်ချင်းပေးဟူသောကျွေးကြော်တန်ကိုခေါင်းဆောင်ခေါင်းရွက်ပြုကာအတန်ကုန်ဟစ်ကျွေးလျက်စဘာများကိုရိတ်သိမ်းပြီးချိန်တွင် အမတော်ကြီးမဆက်နှင့်မဆက်နှင့်ဟူသောဆောင်ပုတ်ကို အထက်ဘဝအောက်အဝီစီတိုင်အောင်ဟစ်ကျွေးပေးသဖြင့်လေသမားတို့ဤအာကိုအာထာကြီးလည်းမြည်ဤလေသမားတွင်ပြည့်နှက်လျက်ရှိသောထိုကျေးရွာတွင် သူကလည်း ်သူသားလည်းအရွေးခံရမည်ဟုတထစ်ချယုံကြည်ပြီးဖြစ်လေတယ်။ချင်းဆူထားသည့်နေ့တွင် နေပိုင်မင်းကြွရောက်လာလေတယ်။နေပိုင်မင်းနောက်မှမြို့ပိုင်ပေါင်းပြုံးချိုသည်လည်းထက်ချက်မကွာ ကောက်ကောက်ပါလာလေတယ်။ကြေးရွာအလဲတွင်ဆောက်လုထားအပ်သောမဲယုံတွင် ပူတွဲခံဝန်ချုပ်လက်မှတ်ထိုးကြရမည်။တကြီးမင်းအပေါင်းလည်းရောက်နှစ်ပြီးဖြစ်လေတယ်။နေပိုင်ကတကြီးတွေကို ပထမစစ်ဆေးလေတယ်။ကဲတကြီးမင်းတို့ ခုအရွေးခံရမယ်တကြီးလောင်း၃ယောက်နဲ့ပတ်သက်လို့ဘာများပြောစရာရှိသလဲတဖက်ခုံတန်းရတွင်စီရီထိုင်နေကြသောတကြီးလောင်း၃ယောက်ကိုမင်းငော့ပြရင် မေးလေတယ်တကြီးတွေက သူတို့၃ဦးကိုလှမ်းကြည့်လိုက်တယ်ဥထုံးလှဟာတကြီးတွေဤအင်းအားကောင်းသောမျက်စိဒဏ်ကို မခံနိုင်တကဲ့သို့လှုပ်လှုပ်ရွရွဖြစ်လေတယ်သူသည်နှာခေါင်းကိုကုတ်လိုက်ပြီးနောက်စောင်းထားသောဝါးဖက်အုတ်ထုပ်ကို ချွတ်လိုက်လေတယ် ဥဘဝကခေါင်းကိုဘယ်ပြန်ညာပြန်ခါလိုက်ရာ တထွားကန့်ရှိလျသောခေါင်းပေါင်းစဟာလှုပ်ရှားသွားလေတယ်။တခင်ဘိုးမြိုင်ဟာဆုပ်ဖွားဖွားသပင်ကိုသုံးလေးချက်ကုတ်လိုက်လေတယ်။ကဲကဲပြောလေနေပိုင်ကထက်မေးပြန်နေမြည်သူမှမဖြေကြ။ကဲဦးထွန်းလာအကြောင်းဘာများပြောစရာရှိသလဲ။သူတကြီးဖြစ်ရင်ခံဝန်ချုပ်လက်မှတ်ထိုးနိုင်ပါမလား။ထိုးနိုင်ပါတယ်ပြောစရာမရှိပါ။ ။ဗျိုင်းလူဖြေကြလေတယ်။အားလုံးတကြီးများကိုဥထုံးလှကဝတ်သားဟင်းနဲ့ထမင်းကျွေးထားပြီးဖြစ်တယ်။ဥဘဝကထိုးနိုင်ပါတယ်။ဥကုမာရကတကြီးအားလုံးကိုခေါ်၍သာသနာဒါယကာကိုကူညီရန်မှတ်ထားပြီးဖြစ်တယ်။သခင်ဘိုးမြိုင်ကပြောစရာမရှိပါလက်ပတ်ထိုးနိုင်ပါတယ်။အမတ်လောင်းဥဝါဤမိတ်ဆွေရင်ကိုဝါကသူတပည့်သခင်ဘိုးမြိုင်ကိုကူညီရန်တောင်းပန်ထားပြီးဖြစ်တယ်။ကဲကဲ အကြီးလောင်းတွေမဲချရအောင်နေပိုင်ကမဲနိုင်စေလျာဥထွန်းလှအဝါဥဘောဝအနီတခင်ဘိုးမြိုင် အစိမ်းအတီးတီးရကြသဖြင့်မိမိမဲဘုံများကိုကင်ဆောင်က လူတူအားမြောက်၍ပြကြလေတယ်ဥထွန်းလှကသူ့မဲဘုံအဝါကိုပရိသတ်ဘတ်သို့မြောက်ပြရင်တုံတုံရီရီနဲ့မဲဆွဲလေတယ်ဟောကျွန်တော်မဲဘုံကအဝါဗျသင်္ကန်းရောင်လေးကျွန်တော်သာတကြီးဖြစ်ရင် ကျွန်တော်ဘာကြီးလက်ထက်ကလို့ကောင်းကောင်းမွန်မွန်အုပ်ချုပ်မယ်ဘလို့လဲအမတော်ကြီးချီးတဲ့လူတွေစီကတယောက်ငါမူကောက်အောင်မှာလားလူအုပ်ထဲမှာအတန်ထွက်ပေါ်လာရာဥထွန်းလှသည်မကြားခြင်းရောက်ဆောင်၍ထိုင်လေတယ်ဥဘောဝကပုံနီကိုပိုက်၍ထပြန်လေတယ်ကဲကဲမိတ်ဆွေတို့ဖုန်တော်ကြီးဥကုမာရတရားတော်ကိုမမေ့ကြနဲ့ကျွန်တော်ဟာအမျိုးဘာသာသာသနာအတွက်တကြီးအရေးခံတာပါသာသနာတော်ကြီး နေလိုလလိုထွန်းကားစေခြင်းကျုပ်ကိုမဲပေးပါဥဘောဝထိုင်လင်းတခင်ဘိုးမြိုင်ကပုံစိမ့်ကိုပခုံးတွင်ထမ်းလျက်ထပြန်လေတယ်ရဲဘော်တို့တင်တို့သည်ဤအရက်တို့အုတ်ချုပ်ရည်ဤကြောယိုးကြီးဖြစ်သောတကြီးတယောက်ရွေးချယ်ရန်ရောက်လာကြခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ဒီအရေးဟာရဲဘော်တို့အတွက်တေးရေးရှင်ရေးတမျအရေးကြီးပါတယ်ကျုပ်သားတကြီးဖြစ်ရင်ဘာတွေလုပ်ပြမယ်ဆိုတာအခုမပြောသေးဘူး သူသည်တရားကိုဤမျှနဲ့အဆုံးသတ်လိုက်လေတဲ့။နေပိုင်ဟာ ပုံးကိုရှေ့တွင် စီချစေ၍ပိတ်ကားဝတ်ဥဆုပ်ပြီးနောက်ချိတ်တစိတ်နှိမ့်လိုက်လေတဲ့။ကဲကို့ဘုံကို ကိုယူခဲ့ကြ။တကြီးလောင်းတို့ဟာမဲဘုံများကို ကိုစီပိုက်ကားနေပိုင်နောက်သို့လိုက်သွားကြလေတဲ့။ဝါစိမ့်နီကွာဝါစိမ့်နီလူငယ်တစ်တိုက်អော်လိုက်ရာ နေပိုင်းကရှူတိုးတိုးနဲ့ကြိမာငြိမ်သွားလေတယ်။နေပိုင်းဟာသကြီးလောင်းတို့အားလုံခြုံစွာကာယံထားသော အခန်းကလေးထဲတွင်မဲပုံများကိုစီချစေတယ်။နေရမရွေ့စေရန်ကျိုးနှင့်စီးချီပြီးနောက်ဇပွဲတိုင်ကို တုတ်ထားလိုက်လေတယ်။ထို့နောက်သူတို့လေးယောက်ပြန်ထွက်လာကြလေတယ်။မဲရွေးကောက်ပွဲကြီးစတော့မယ်။ကဲကဲဒီကနာမည်ခေါ်မယ်။ကို့နာမည်ပါရင်အထဲကိုဝင်ခဲ့ပါ။ မောင်ပြုံးချူကနီတန်းပြိုးလိုက်လေတယ်ဒီမဲစင်းရင်ဟာအမတ်ရွေးကောက်ပွဲအတွက်ကောက်ထားတဲ့စင်းရင်တွေပဲယောက်ျားမိန်းမဖုန်းကြီးမေတီလာရှင် အသက်20နှစ်ကစပြီးအထက်အားလုံးပါတယ်မောင်ပြုံးချူကရှင်း၍ပြနေလေတယ်ဒါဖြင့်ဒီအထဲမှာကျွန်တော်နာမည်လဲပါရာပေါအသက်60ကျော်အရွယ်နှကမ်းမွေးကားကနေအဖိုးကြီးကဝင်တောလိုက်တော့ကြောင်းဝါးကနေပွဲကျသွားလေတယ် ဝါစိန်နီဆိုတော့တခင်အလန်းกว่าအင်္ဂဝိဇာနီနဲ့ဆိုရင်ဒီမဲပွဲမယ်တခင်နိုင်မှာပဲဘဲဟုတ်မလဲဇပွဲဘော်ကပန်းအိုးမယ်နှင်းစီပန်းအနီတွေထိုးထားတယ်ဒါကြောင့်ပုံနီဥဘောဝနိုင်လိမ့်မယ်ဟောဟောဟိုကလာတာဘယ်သူတုံးလူတယောက်ကခက်လန်းလန်းတွင်တပိတ်ပိုက်သွားတော့ကိုရင်တပားကိုညှုံပြရင်မေးတယ်ကိုရင်ဇနီလာလေးသူဝစ်ထားတာပါလေသင်္ကန်း သင်ငန်းကမဝါလာအင်းဒါကြောင့်အဝါနိုင်ရမယ်ဤကဲ့သို့သောစေတနာဝန်ထမ်းဘေးရင်ဆရာတွေကလည်းဟောကိန်းအမျိုးမျိုးထုတ်နေကြလေတယ်တို့နှင့်မောင်ပြုံးချိုကနာမည်တွေကိုတရွာပြီးတရွာခေါ်သွားလေတယ်နေပိုင်းကလည်းမဲပြားတွေပေါ်တွင် သူ့လက်မှတ်ရေးထိုး၍ပေးလေတယ်ဒီလိုနှင့်မပြီးသေးမဲဆန္ဒဘယ်လိုပေးရမှန်းမသိ၍ရောင်ချာချာဖြစ်နေသူလဲ အများအပြားရှိလေတယ်။သူတို့ကို ရှင်းရပြောရအော်ရနဲ့အတော်ပင်ပန်းလေတယ်။အဖေနာမည်ကိုမေးရင် ပထွေးနာမည်ကိုပြောတယ်။အချို့လဲကိုယ့်အဖေနာမည်ကိုပင် ကိုယ့်အတော်စဉ်းစားနေရတယ်။အချို့ကငယ်ငယ်ကတည်၍မမှတ်မိတော့ဟုဆိုတယ်။ပထွေးကိုပင် အရင်အရာထားလိုက်ကြလေတယ်။အချို့ကလည်းအဖေနာမည်ကိုမေးရင် ရောက်ကမနာမည်ကိုပြောတယ်။စရင်တွင်ပါသောအမည်နှင့် မကိုက်၍ ပြန်မေးမှရောက်ခမမှန်သိရတော့တယ်။ရောက်ခမကိုမိဘလိုသဘောထားလို့ပါလို့အချို့ကအထွန်းတက်လိုက်သေးတယ်။အသက်ကိုမေးရင် မွေးသက်ကရစ်ကို ပြောနေ၍တွက်ရသည်မှလည်းအမောအတော်ကလေးနေမြင့်တော့သခင်ဘိုးမြိုင်မဲယုံပြင်ဘက်သို့ထွက်သွားတယ်။လူတယောက်နဲ့တီးတိုးပြောပြီးပြန်ဝင်လာကဤသို့ဆိုပြန်လေတယ်။ဝင်းတော်မင်းဦးထွန်းလာရဲ့ညီတာတေကလူတွေကိုအရက်တိုက်ပြီးတော့ ဥထုံးလှကိုမဲပေးဖို့ဆွဲနေပါတယ်။ဥထုံးလှဟာငောက်ခနဲနေရကထလိုက်လေတယ်။အမေဝင်းတော်မင်းသူမဟုတ်တာပြောတာပါ။သူ့လူတွေကသာတောင်ရွာကလူတွေကိုတယောက်နှက်ချက်နဲ့ခေါ်နေပါတယ်။ကဲကဲဒီကိစ္စတွေမဲပုံပိတ်တော့မှစစ်ဆေးမယ်။တက်သေးတွေသာရှာထားကြပြီတော့။နေပိုင်ကဆို၍မဲကိစ္စကိုသာဆက်လက်ဆောင်ရွက်သွားကြလေတယ်။၃နာရီထိုးတော့လူဆဲသွားလေတယ်။ ကဲကဲဒီရောက်နေပြီမဲမထည့်ရသေးတဲ့လူများရှိသေးသလားအသက်40အရွယ်ခန့်လူတယောက်ထော်နှင်းထော်နှင်းနဲ့ရောက်လာလေတယ်မင်းနာမည်ဘယ်သူလဲတလုတ်ကြီးမောင်ပြုံးချူဟာ သူ့နာမည်ကိုစရင်ထဲတွင်အပြန်အလှန်ရှာတယ်မတွေ့ဟာသူ့နာမည်ဘယ်ပါမလဲမဲစရင်ယူတော့ကသူ့ရွာမဲမရှိဘူးလူကြီးတယောက်ကဆိုတယ်ဘယ်သွားနေသလဲမောင်ပြုံးချူကမေးတယ် ထောင်ထဲမှာဝါးကနေပွဲချသွားပြန်လေတယ်။ဟုတ်ပါတယ်။သူနွားခိုးမှုနဲ့ထောင်ချနေပါတယ်။ရှင်းပြနေပြန်တော့ကြောင်းတလုတ်ကြီးထွက်သွားလေတယ်။အချို့သူများဤအမည်များမှာ ပါထိုက်လျက်နဲ့မပါဘဲကြံရစ်ခဲ့တယ်။သူတို့သည်စရင်ကောက်ခံစဉ်ကလည်းတတိမထား။နောက်ထပ်စရင်ကြီးညာသောအခါ၌လည်းဂယုမဆိုင်သဖြင့်မဲပေးရန် အခွင့်အရေးကိုမရရှိဘဲပြန်ချရလေတယ်။ကဲပိတ်ရတော့မလား။ နေပိုင်းဝင်းတော်မင်းကတကြီးလောင်းတွေကိုမင်းနေစဉ်နေပူကျဲကျဲတွင်မိမတတိုက်လာနေတာကိုတွေ့ရလေတယ်။ခိတ္တဆိုင်ပါအောင်ဦးထွန်းလှကသူ့ဇနီးဒေါ်မဲတူကိုရှေ့ကမြင်သောကြောင့်တောင်းပန်ထားလေတယ်။မကြမီသူ့ဇနီးဒေါ်မဲတူဟာချွေးတွေတန်တွေနဲ့ရောက်လာလေတယ်။သူခေါ်လာသောမိမတသိန်းမဲပေးနေစဉ်မြေပေါ်တွင်ထိုင်ကထမိန်စနဲ့ချွေးတုပ်နေလေတယ်။ အတော်ပင်ပင်ပန်းပန်းအမှုထမ်းရရှာတယ်ပြီးတော့အများသဘောတူချက်အရာမဲပုံပိတ်လေတယ်ကဲကဲခုရင်ကဆွဆွဲချက်တွေစစ်ဆေးရအောင်တတ်တယ်ခေါ်ခဲ့နေပိုင်းကဆိုတယ်မပြောလို့တော့ပါဘူးဖေရအားလုံးကဂျိုင်းသူလျှောက်ထားကြလေတယ်သူတို့အချင်းချင်းကျေနပ်သွားကြလေပြီမဲပုံတွေကို ကိုယ်တိုင်ယူစီ၍ဇပွဲပေါ်တွင်ချထားလေတယ်တကြီးလောင်း၃ယောက်ကို ရှေ့တွင်စီတန်းထိုင်စီလေတယ်လူတို့ကြီးလဲတိကျင်စောနဲ့မဲယုံတွင်အုံနေလေတယ်နိုင်နေလူက မင်းသားတလိုင်းစင်ရဲ့ဇက်ကိုအောင်မွေးခံရလိမ့်မယ်ဗျအဲ့ဒီဇက်ကလွမ်းကန်းကလည်းကောင်းပါပြီတဲ့မဲရှုံးတဲ့သူများတော့သွားမကြည့်လေနဲ့တရှုံရှုံငိုရလိမ့်မဗျပျော်တတ်သောသူတယောက်ကအော်ကျဲအော်ကျဲနဲ့ဟစ်နေပြန်ရာတဝါးဝါးနဲ့ပွဲကြနေပြီတဲ့ နေပိုင်းနဲ့မြို့ပိုင်းကမဲပုံးတွေကိုဖြွင့်၍ရေတွက်ကြလေတယ်။ရှင်းရှင်းမြင်စီရန်မဲပြားများကိုစပွဲပေါ်တွင်ဆယ်ခုစီဆယ်တန်းတန်းချလေတယ်။တကြီးလောင်းတို့ရင်ထဲတွင်ကတဒိတ်တိတ်ပုံးဝါဥထွန်းလှ195မဲဥထွန်းလှကြီးပျော်ရတော့မလို့လို့ငိုရတော့မလို့လို့သို့တော့ရင်ထဲတွင်ကဒိတ်ဒိတ်တန်မရက်သေးပုံးနီ ဥပိုးဝ189မဲဥပိုးဝကြီးမှိုင်ကျသွားလေတယ်ခေါင်းပေါင်းကြီးကိုချုပ်ပစ်လိုက်တယ်တပ်ပြင်းကြီးကို ဟင်းငနေချလိုက်လေတယ်တခင်ဘိုးမြတ်ဤမဲဘုံစိမ့်ကိုဖွင့်၍ရေတွက်ကြပြန်တယ်သူသည်၃ရောက်ထဲတွင်ကနာမငိမ်ဆုံးဖြစ်တယ်ရေတွက်နေစဉ်သူ့သပင်ဆုပ်ဖွားကြီးကိုကုတ်လိုက်လေပင်ကြီးရှေထွက်လာ၍ မဲပြားဘုံကိုကြည်ရင်အကဲခတ်လိုက်စက်ကူပေါ်တွင်ရေး၍တွက်လိုက်နှင့်အိန္ဒြေမယဖြစ်နေလေတယ်။ပုံစိန်တခင်ဘိုးမြိုင်တရာ60တမဲသူသည်မကြည်နဲ့သေးကိုယ်တိုင်ထ၍စီချထားသောမဲများကိုရေတွက်လေတယ်။ပြီးတော့ခေါင်းကို၃လေးချက်ကုတ်လိုက်ပြန်တယ်။ကျေနပ်ပလာမောင်ပြုံးချူကမေးတယ်။ကျေနပ်ပါပြီ။ ငိုတံပါနဲ့ပြောလေတယ်။လေးမဲတဲ့နဲ့ရှုံးရတာနာတာပဲ။သူ့ဘက်သားတယောက်ကဆိုလေတယ်။သခင်ဘိုးမြိုင်ကသူ့ဖက်နှက်ကိုကောက်ယူ၍မစည်းတော့ပဲလစ်လီတော့တယ်။လူတွေလည်းရှင်းသွားလေပြီ။နေပိုင်းလဲဥထွန်းလှကိုခန့်ရန်အစီရင်ခံစာရေးနေလေတယ်။ဥထွန်းလှဤဇနီးဒေါ်မဲတူနှင့်ဆွေမျိုးတစုကတရက်ပင်အောက်တွင် ဟောင်းပွားဟောင်းပွားနဲ့စကားပြောနေကြလေတယ်။ဒေါ်မဲတူက သူ့ကြောင့်ဦးထွန်းလှတကြီးဖြစ်တာပါဟုဆိုတယ်။သူ့အမျိုးတွေကလည်းသူ့အဆိုကိုထောက်ခံကြလေတယ်။ဦးထွန်းလှကနေပိုင်းအနီးရှိခုံတန်းလျားပေါ်တွင်လက်နှစ်ဖက်ရှက်၍ဒူးနှလုံးတွင်ညှက်လျက်တည်ငိမ်သောအိန္ဒြေဖြင့်ညက်လွာချကထိုင်နေလေတယ်။မောင်ပြုံးချူလည်းသူ့တကြီးလောင်းကို အချိန်ချင်းအဖမ်းမှန်တုံးတက်လျက်ရှိလေတယ်။သူနှင့်စကမ်းသွားရမည်အရေးကိုတွေးမိတိုင်းရင်မအေးပဲဖြစ်နေလေတယ်။ စာမကောင်းကောင်းမရေးတက်လျင်အခက် အရက်တွေကြီးတောက်၍မူးနေရင်လဲဒုက္ခသို့သောသူသည်ဒီမိုကရေစီစနစ်အရာ လူမှုကတင်းမြောက်ချင်းခံရသည်ကဘာဦးအခါကသမရမင်းနေဂုံပုတ်ချင်းတူမြသော ပုတ်ကိုကြီးဖြစ်သည်အညဒရမြို့ပိုင်မောင်ပြုံးချူသည်ဘာတက်နိုင်အံ့နီပြုံးတမဲမဲ1949နှစ်ဂျာနေကျော် 1949ဧပြီ19ဆီယမ်မန်တင်ဤဒုတိယကြိမ်ထုတ်ဝေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှရွေးကောက်ပွဲဆိုတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်။